အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့လမ်းပြောက်နေတယ်လို့ခံစားနေရတဲ့သူတွေပေါ့နော်ဘာလို့လို့ဗာကန်ရမလဲမသိဘူးလို့ဖြစ်နေတဲ့သူတွေအတွက် reading လေးကြည့်ထားပေးပါတယ်ဒီတော့အသက်ကလေးကိုဝအောင်ရှူလိုက်ပါပြီးသွားတဲ့အခါမှာဒီသုံးပုံတွေကနေမှကိုကိုအစွဲဆောင်ဆုံးလို့ထင်တဲ့ပုံတစ်ခု ိုနဲ့ energy ကြိုက်တယ်လို့ထင်တဲ့ပုံတစ်ခုကိုရွေးထားလိုက်ပါနော်အခုကတော့ပိုင်ဝဲလေးတွေအတွက်ကိုဖတ်ပြပေးသွားပါမယ်ပိုင်ဝဲလေးတွေကတော့ပေါ့နော်လမ်းပြောက်နေရဆိုတာကဟိုလုံနေရင်နဲ့ တခုခုကိုပေါ့နော်ကြံစီဆောင်ရွက်နေရင်လည်းမဟုတ်ဖဲနဲ့အခုမှဆလောက်တဲ့ကိစ္စတွေအခုမှဆပြီးကိုယ်စီရောက်လာတဲ့ကိစ္စတွေပေါ့နော်အသစ်ဖြစ်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့လမ်းပြောင်းနေတယ်လို့ခံစားရရတယ်ခန်းစားနေရတဲ့သူတွေရဲ့ energy ကိုရရပေါ့နော်ဒီမှာ pivot လေးတွေထဲမှာပေါ့နော်နည်းနည်း အလောလောလို့ရှိရင်လေဟိုတဝက်ဒီတဝက်လောက်တဲ့သူတွေပါမယ်ထင်တယ်ပေါ့နော်တဝက်တစ်ပြက်နဲ့တပိုင်းတစနဲ့ဟိုရှေ့ကိုလည်းဆက်မသွားပဲနဲ့ပေါ့နော်အဲ့လိုမျိုးလောက်တဲ့သူတွေပါလိမ့်မယ် ပြီးသွားလို့ရှိရင်သူများတွေကတော့ဘာတွေဖြစ်နေပြီးအာသူများတွေကတော့ငါထက်ပို့ပြီးတော့အမျက်တွေရနေပြီးငါထက်ပို့ပြီးစာတွေရနေပြီးငါတော့ဒီမှာလမ်းပြောင်းနေတော့မယ်ဘာလို့ ਆ မလဲမသိဘူးအဲ့လိုမျိုးနဲ့ပေါ့နော်ပူပန်နေကြတဲ့သူတွေလည်းဖြစ်မဲ့ချင်းနေပေါ့နော်အဲ့လူတွေကိုပြောချင်တာကကိုကအခုမှတချို့ຢာတွေဆိုစလောက်တာပေါ့နော်ဥပမာကိုက အခုမှကိုရီးယားကိုចောင်းသွတ်တက်ဖို့အတွက် idea ရတယ်ကိုရီးယားမှမဟုတ်ဘူးနိုင်ငံတစ်ခုကိုចောင်းသွတ်တက်ဖို့အတွက် idea ရတယ်အဲ့လိုမျိုးမှာကိုကအဲ့ဒီနိုင်ငံရဲ့ဘာသာစကားကိုစတင်နေတဲ့အချိန်ရောက်မှဟာငါအရင်ကတည်းကတင်ခဲ့ရင်ကောင်းသားပဲငါအရင်ကတည်းကမတင်ခဲ့လို့အခုမှတင်နေရသူများတွေကိုရီးယားလူတွေပြောတတ်နေကြပြီအာထိုင်းလူတွေပြောတတ်နေကြပြီဂျပန်လူတွေပြောတတ်နေကြပြီ N1 နေဖြည်နေပြီ topic 6တွေရောက်နေပြီအဲ့လိုမျိုးတွေပေါ့နော်အင်္ဂလိပ်စာဆိုလို့ရှိရင်လည်းအာ band score တွေအများကြီးရနေပြီ IS တွေဖြည်နေပြီ ဒါចောင်းသားတွေဆိုလို့ရှိရင်လည်းအဲ့လိုမျိုးတွေဖြစ်နေရပါတော့အခုမှဆလုပ်တဲ့သူတွေဆိုလဲဟာသူတို့ကအမျက်တွေတနေ့ကိုထောင်းတောင်းသိန်းတန်းချီပြီးရှားနိုင်နေပြီငါကတော့အခုမှနည်းနည်းလေးပဲရှားနိုင်တာဒီမှာငါစီရကက်စတမာတွေကမလာသေးဘူးအဲ့လိုမျိုးပုံစံမျိုးနဲ့ဖြစ်နေရပေါ့เนาะအဲ့ဒါကပူပန်နေလို့အဓိကပြောချင်တာကအဲ့လိုပူပန်နေမဲ့အစားငါအခုလုံနေတဲ့အရာကိုဘယ်လိုကောင်းအောင်လုပ်ရမလဲဆိုတဲ့စိတ်နဲ့ပဲဆက်သွားမယ်ဆိုလို့ရှိရင်အဲ့လောက်ကြီးထိလမ်းပြောင်နေမှာမဟုတ်တော့ဘူးပေါ့เนาะ လမ်းပြောက်တယ်လို့ခံစားရမှာမဟုတ်တာပေါ့နော်အဲ့တော့ကြတော့ကိုယ့်အနေနဲ့ကိုယ်လှုပ်เสียရှိတဲ့အလုပ်ကိုဆက်ပြီးတော့လှုပ်ပေါ့နော်တခြားအနာဂတ်ကိုလည်းတွေးမပူနဲ့ကိုယ်လှုပ်ခဲ့ပြီးအတိတ်ကိုလည်းတွေးမပူနဲ့လက်ရှိပစ္စုပန်မှာနေပစ္စုပန်ကိုပဲတွေးပြီးတော့လို့ရှိရင်ခေါင်းအေးအေးထားပြီးတော့ငါကအခုဘာဖြစ်ချင်နေတာလဲ ခေးငါဖြစ်ချင်တဲ့ဟာတွေကပေါ်လာလိမ့်မယ်အကြလို့ရှိရင်ကိုဖြစ်ချင်တဲ့ဟာတွေပေါ်လာလိမ့်မယ်အကြလို့ရှိရင်ဓာရီဖြစ်ဖို့ဆိုရင်ငါဘာတွေဆက်လုပ်ရမလဲဆိုရဲဟာလို့အဲ့မှာကိုဘာတွေလုပ်ရမလဲလဲပေါ်လာလိမ့်မယ်ကိုဘာတွေလုပ်ရမလဲလဲပေါ်လာပြီးသွားလို့ရှိရင်ဒီအရာတွေကနေဘလို့ကောင်းအောင် လုပ်ရမလဲဆိုတော့ဟာကိုပဲတစင်ချင်းစီတစင်ချင်းစီမကြော်ပဲနဲ့ပေါ့နော်သူများတွေကိုလည်းမကြည့်နဲ့ကိုလုံးနေရာကိုလည်းကြော်မပြင့်နဲ့ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ဒီ ကိုတို့အဖြေတစ်ခုရသွားလိမ့်မယ်ပေါ့နော်နောက်တစ်ခုကခေါင်းမမနေဘူးပြောချင်တယ်အရန်ခေါင်းမလို့ခံစားရရပေါ့နော်ဟိုသူများတွေဘလောက်ပဲပြောနေပါစေ ကိုကသူများတွေလှုပ်နေပါစေကိုမလှုပ်ချင်ဘူးဆိုလုံးဝမလှုပ်ဘူးပေါ့နော်အဲ့လိုမျိုးတွေကလည်းတိတ်ပြီးတော့အဆင်မပြေတဲ့အထဲမှာပါပေါ့နော်ခုတလောအတွက်ပေါ့နော်အဓိကကဟိုသူများနဲ့ like တူခိုင်းတာမျိုးမဟုတ်ပေမဲ့လို့နည်းနည်းကိုအကြံနေပေးလာတဲ့အခါမျိုးကိုကိုထားပါတော့ န်ဒီလိုဒီလိုလေးတွေလှုပ်လိုက်ဆိုပြီးတော့ကောင်းကောင်းမွန်မွန်နဲ့ပြောပြတဲ့သူမျိုးပေးလာတဲ့သူမျိုးအကြံပေးလာတဲ့သူတွေရှိလို့ရှိရင်ပေါ့နော်ဟာနင်တို့ကဘာတိလို့လဲသူတို့ကဘာမှမသိပဲနဲ့ငါ့ကိုဝေဖန်နေကြဆိုတာမျိုးတဲ့ဟောသူတို့ကငါ့ကိုဘာလို့အဲ့လိုပြောတာလဲငါလုံးနေရဲ့အာမဘဲဟာကလိုအပ်ချက်ရှိလို့ဒီလိုမျိုးပြောတာလဲဆိုပြန်ဆန်းစစ်ကြည့်ကြည့်ပေါ့နော်ဟာငါ့မှာမရှိပါဘူးဘာညာဆိုပြီးအတင်းညင်းနေမှာစအဲ့လိုမျိုးပြောလိုက်လို့ရှိရင် တွေ့လာလိမ့်မယ်ကို့မှာရှိရလိုအပ်ချက်တကယ်လို့ကို့မှာတကယ်လိုအပ်ချက်မရှိဘဲနဲ့သူတို့ကအပြစ်မြင်နေရဆိုလို့ရှိရင်အော်သူတို့ကအပြစ်မြင်နေတာပဲငါမှလိုအပ်ချက်မရှိဘူးဆိုတော့ဟာကိုတိတိကြကြလုံးဝကိုတိသွားလိမ့်မယ်။အော်ငါလိုအပ်ချက်မရှိဘူး။အဲ့တော့ငါရှေ့ဆက်သွားလို့ရတယ်။ဒါလိုအပ်ချက်ရှိရင်လည်းလိုအပ်ချက်လေးပြင်လို့ရတယ်ပေါ့နော်။အဲ့တော့ဒီလူတွေအနေနဲ့ကခုနပြောတဲ့ဟာလေးတွေကိုကိုယ့်ဘာသာကိုမေးကြည့်အာဘာလို့ရမလဲရှေ့ဆက်သွား။ အတိတ်နဲ့အနာဂတ်မှာမနေဘဲနဲ့ပစ္စုပန်မှာနေအဲ့လိုမျိုးဆိုလို့ရှိရင်တော့ကိုယ်နဲ့တင့်တော်တဲ့လမ်းတွေတွေ့ပါလိမ့်မယ်နော်အခုကတော့ Python ကိုရွေးတဲ့သူတွေအတွက်ဖတ်ပြပေးသွားပါမယ်။ဒီလူတွေကပေါ်တော့လမ်းပြောက်နေတယ်ဆိုတာထက်လေးကိုနားမှာရှိတဲ့ opportunities တွေကို ပေါ်တော့ကိုကိုယ်တိုင်မမြင်ကြတာလို့ပဲ ပြောချင်တယ်ပေါ့နော်အဓိကမမြင်ဘူးဆိုတာထဲမမြင်ချင်လာပေါ့နော်ကိုကလေအမြဲတမ်းကဆိုလို့ရှိရင်တော့အဆင်မပြေပါဘူးဆိုရယ်စိတ်တွေများနေလို့ခံစားရရယ်ဟာပြီးတော့လို့ရှိရင်အတွေးတွေများရယ်ပေါ့နော်ကိုအတွေးနဲ့ကိုပဲတိုင်ပတ်နေရဘယ်သူမှကိုလာပြီးတော့ဒီ တကယ်ကြီးလဲလာလောက်နေရလာပြောနေရမျိုးမရှိပေမဲ့လို့ကိုဘတာကိုပဲလှုပ်လိုက်တယ်ကိုဘတာကိုပဲပြီးသွားလို့ရှင်ငါမကောင်းမအောင်ငါမလုံနိုင်ဘူးငါအဆင်ပြေဘူးငါမဖြစ်ဘူးဆိုတဲ့စကားလုံးမျိုးတွေနဲ့ပြောနေရပေါ့နော်ဟိုပြောအဲ့လိုမျိုးတွေပြောပြီးသွားတော့တကယ်ကိုနာမှရှိရကိုလှုပ်လိုက်လို့ရှင်အဆင်ပြေသွားမယ်ကိစ္စမျိုးတွေကြတော့လစ်လီရှုထားတာမျိုးတွေရှိနေရပေါ့နော်အဲ့အရာတွေကလည်းအမျိုးမျိုးအကြောင်းတော့ဖြစ်နိုင်ပါတယ်။ဥမာကိုကခဏတာတော့ လောက်လိုက်တယ်အဲလောက်လိုက်တဲ့ဟာအဆင်မပြေတဲ့အချိန်မှာကိုကတခါလေးအဆင်မပြေတာနဲ့အဲဟာဆက်မလုပ်တော့တာမျိုးပေါ့နော်အာဒီဟိုငါဆက်သွားလိုက်လို့ရှိရင်ဘာတွေဖြစ်လာမလဲမသိဘူးဆိုပြီးတော့ကြိုတင်ပြီးကြောက်ရွံ့နေရမျိုးတွေကြောင့်လဲပါမယ်လို့မြင်တယ်ပြီးတော့လည်းရှင်ဒါကပေါ့ငါအတွက်မကောင်းတော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့တွေးတာမျိုးလဲ ဖြစ်မယ်ပေါ့နော်အဓိကပြောချင်တာကအဲ့ဒီမကောင်းတာတွေဖြစ်လာမယ်ငါ့အတွက်အဆင်မပြေဘူးငါသွားလိုက်လို့ရှင်ငါမရပါဘူးပေါ့နော်အရှုံးတွေပေါ်မယ်ဒါမှမဟုတ်လေဟိုစာတွေဆိုလို့ရှင်လည်း ်ငါလုံးလို့ရှင်တော့မရဘူးပေါ့တော့ငါဆောင်မွေးဖြေလဲမှားမှာပါပဲဆိုတဲ့စိတ်မျိုးတွေပြီးတော့လို့ရှင်ဆာမရလို့ဆာမေးမယ်ဆိုတော့ဆရာမငါဆိုရင်တော့ဖြေမှာမဟုတ်ပါဘူးဒီငွေကြေးငါဆိုတော့ပြောချင်မှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးတွေမျိုးတိတ်ထားတာမျိုးတွေပေါ့တော့ကော့ကိုပဲအတွေးတွေဖြစ်နေရတယ်ကလေတဦးတယောက်တည်းဖြစ်နေတဲ့ကိစ္စရီလို့မြင်တယ်ဗောနော်အဓိကအဲ့ဟာမျိုးတွေကိုပြင်တဲ့နဲ့အဲ့ဟာတွေကြောင့်လည်းအဓိကလမ်းပြောင်းနေရလို့ခံစားရတာဗောနော်အဲ့တော့ကြာတော့ ခုအနေနဲ့ဘာလုပ်ရမလဲဆိုလို့ရှိရင်ကိုလိုချင်တဲ့ဟာကိုကိုကိုတိုင်းရအောင်ယူရမယ်ပေါ့နော်ကိုကိုတိုင်းသွားရမယ်ခုနအတွေးတွေကိုဖျောက်ပြီးတော့ကိုရှေ့မှာလေအဲ့အတွေးတွေကြောင့်မလို့ပဲဒီတန်တရားထဲမှာလဲနေပြီကွာလဲနေခဲ့ပြီးသွားပြီးအဲ့ဟာကိုအနာကကကိုကိုကိုအဲ့ဒီတန်တရားထဲမှာဆက်ပြီးတော့လဲခိုင်းအောင်မလို့လားအဲ့လိုမလုပ်ဖဲနဲ့ငါအရင်တုန်းက ဖြစ်ခဲ့ရတွေကပြီးသွားပြီအဲ့ကနေသင်ကန်းစာယူပြီးတော့အခုငါမလုတ်ဖူးတဲ့ဟာမျိုးစမ်းလုတ်ကြည့်မယ်ဆိုပြီးမလုတ်ဖူးတဲ့ဟာဆိုတော့မကိုကအရင်တော့သူများရဲ့စီကနေပြီးအကိုအညီမတောင်းဖူးတဲ့သူဆိုရင်သူများရဲ့စီကိုအကိုအညီတောင်းလိုက်တာမျိုးဒါမှမဟုတ်ကိုကသူများရိစီကအကူအညီပဲယူနေကြလူမျိုးဆိုရင်သူများရိစီကအကူအညီမယူဘဲနဲ့ကိုကိုတိုင်းတယောက်တည်းလှုပ်လိုက်တာမျိုးပေါ့နော်ကိုကိုတိုင်းငါအားငါကိုမယ်ဆိုတဲ့စိတ်နဲ့ ဘာပဲဖြစ်ဖြစ်လှုပ်လိုက်တာမျိုးဘာလို့အဲ့လိုကိုမလှုပ်ဖူးတဲ့အရာကိုအရင်ကလှုပ်ခဲ့ပြီးလို့အဆင်မပြေတဲ့အရာပေါ့နော်ဟိုအတက်လို့လည်းမပြောပါဘူးဒါပေမဲ့အရင်ကိုလှုပ်ခဲ့ပြီးတော့အဆင်မပြေတဲ့အရာကိုထားခဲ့ပြီးအဲ့ဟာနဲ့ဆန့်ကျင်ဖက်ဖြစ်တဲ့အဲ့ကနေတင်ငန်းစာယူပြီးတော့ကိစ္စတွေလှုပ်မယ်ဆိုလို့ရှိရင်တော့ဒီလမ်းပြောက်နေတာကနေပြီးတော့ကိုတို့အဆင်ပြေမဲ့လမ်းတစ်ခုပေါ့နော်ရောက်လာမယ်လို့မြင်နေကို စီကိုပေါ့နော်တကယ်တော့အနီအနားမှာဒီကိုသာအဲ့ထဲကနေပေါ့အဲ့ looping ထဲကနေထွက်လိုက်တာနဲ့အများကြီးပဲရောက်လာဖို့ရှိရပေါ့နော်ဟိုအတွေ့အကြုံအစ်စ်တေးပြီးသွားလို့ရှိရင်လူအစ်စ်တေးနဲ့လည်းတွေ့ရမယ်ပြီးသွားအလုတ်အစ်စ်တွေလည်းရမယ်ဝင်ငွေလည်းပို့ရမယ်လမ်းကြောင်းတစ်ခုပေါ်လာဖို့ရှိတဲ့အတွက်ကြောင့်မလို့ခုနပြောတဲ့စိတ်ကလေးတွေကိုရှော့ပြီးတော့ဒီကိုအနေနဲ့မရင်းနှီးသေးတဲ့ကို ကြောက်ပေမဲ့လို့ကို့အတွက်ကောင်းမဲ့ဆိုတဲ့ကိစ္စမျိုးလေးတွေရှိတယ်ဆိုလို့ရှိရင်လှုပ်ဖို့အတွက်အကြံပေးချင်ပါတယ်ရှင်။အခုကတော့ by 3လေးတွေအတွက်ကိုဖတ်ပြပေးသွားပါမယ်။ by 3လေးတွေကို ပေါ့နော်မြင်တာကတော့လေလမ်းပြောင်းနေတာထက် ကိုကလှုပ်ချင်စိတ်တွေ များနေတယ်လို့မြင်နေပေါ့နော်။ကိုကလေ อีแมจက်ကြီးอ่ะကောင်းねပေါ့เนาะอีแมจက်ကြီးမှမြင့်မြင့်ရောက်မယ်อีแมจက်မြင့်မြင့်ထားမှပို့ပြီးတော့ကောင်းတဲ့အရာတွေပိုင်ဆိုင်ရမယ်ဆိုတာနေရာတိုင်းတော်တော်များများမှမှန်ပြီးမယ်လို့တခါတလေမှအဲ့ကြီးမားတဲ့อีแมจက်ကိုကိုကလိုက်ပြီးတော့မဖြည့်နိုင်သေးတဲ့အချိန်ပေါ့เนาะဖြည့်ဖို့တော့စူးစမ်းနေရဒါပေမဲ့ကိုယ်ရီမန်းချက်ကြီးအရင်ကြီးနေတဲ့အတွက်ကြောင့်မလို့ဒီဖြည့်ဖြည့်ချင်းစီဖြည့်နေရလမ်းတစ်ချောင်းမှာပင်မန်းတာမျိုးတွေဖြစ်တတ်တယ်ပေါ့เนาะအဲ့တော့じゃတော့ ပိုက်ထရီလေးတွေအနေနဲ့ကိုယ့်ဘာသာကိုပြန်ပြီးတော့ remind လုပ်ရမယ်ပေါ့နော်ငါကအခုငါသွားနေတဲ့လမ်းမှာကောင်းကောင်းမွန်မွန်သွားနေတယ်ပိုက်ထရီဆိုကိုကိုကိုတိလိမ့်မယ်ပေါ့နော်ကိုဘာတွေလောက်လဲကိုဘာတွေမလောက်ဘူးလဲဆိုအဲ့လိုမျိုးမှာဆိုရင်ငါကကောင်းကောင်းမွန်မွန်သွားနေတယ်အဲ့တော့ကြတော့စ조사တဲ့သူတိုင်းအတွက်ခွင့်ရေးရရှိရဲ့ ငါအဲ့တော့အခွင့်အရေးကရောက်လာမှာငါစူးစမ်းနေဖို့ပဲဒီစူးစမ်းနေရဲ့အချိန်မှာဘောနော်စိတ်ပင်ပန်းတာမျိုးမဟုတ်ဘဲနဲ့လုပ်တဲ့ process time and join လုပ်ပြီးတော့မှသွားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ရီမန်းချက်ကိုလည်းရမယ်ကိုယ်အနေနဲ့စိတ်လဲပျော်နိုင်မယ်အဲ့လို loss ဖြစ်တဲ့ခံစားချက်တွေလည်းရမှာမဟုတ်ဘူးပေါ့နော်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင် သူများရဲ့စကားကိုအရင်နားရအောင်လေပေါ့နော်သူများရဲ့စကားဆိုတာဟိုမှာကိုယ့်ရှေ့မှာငါကတင်ချတရားရခဲ့လို့ ပြောလို့ရှိရင်ကိုကလည်းတရားကြီးကိုလိုချင်တာပေါ့နော်ဟိုကို့အနေနဲ့ထားနေရတရားရချင်လဲရမယ်တခါလေမရနိုင်တာလည်းဖြစ်နိုင်တယ်ကို့ရဲ့ဒီဆိုင်ကြီးမှာပေါ့နော်အဲ့လောက်ကြီးဒီမဖြစ်နိုင်တာလည်းဖြစ်နိုင်တယ်ကွာဟိုမှာသူများတစ်နှစ်စူးစားရတာကွာနှစ်နှစ်စူးစားပြီးတရားရတော့ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့လို့ဒီတစ်နှစ်နဲ့တရားမရဘူးဆိုလို့ရှိရင်ကို့ကမပြောတော့ဘူးပေါ့နော်อืมမလောက်ချင်မလောက်ချင်တာမဟုတ်ဘဲနဲ့ လို့ပြောရမလဲအရန်ကိုစိတ်တော့ကရယောက်ကြပေါ့နော်အဲ့ဒီကိုမရတဲ့အရာနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးဖြစ်တတ်တယ်ပြီးတော့လို့ရှိရင်သူများဖွင့်ပေးတဲ့မျက်လုံးနဲ့ကြည့်နေရလို့မြင်တယ်ပေါ့နော်ဟိုအဓိကတော့သူများစကားတွေနဲ့အသက်ရှင်နေတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ကျတော့အဲ့ဟာလေးတွေကို short စေခြင်းနဲ့ကိုကုတ်ကိုငါးလုံးနိုင်တဲ့သူမျိုးလို့ တိစေချင်တယ်ဘယ်လိုလုံနိုင်တဲ့သူဆိုတဲ့ငါစ조사နေတဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ငါ့ရဲ့조사မှုတွေကအရာထင်မဲ့အဲ့အရာတွေကမကြီးရင်တောင်မှငါအနေအထားနဲ့ဆိုလို့ရှိရင်တော့ကြီးတာပဲပေါ့နော်အဲ့ဒါကဘာလို့လဲဆိုတော့ကြားမှလည်းကြားချေရရှိရဲ့ကြောင်မှလည်းကြောင်ချေရရှိရဲ့ကောကိုကကြောင်ဖြစ်နေတဲ့အချိန်မှာကြားချေရထင်ခြင်းလို့မရဘူးပေါ်တော့အဲ့လိုမျိုးလေးတော့ကိုကူကိုပြန်ပြီးတော့တတိပေးတင်တယ်လို့မြင်တယ်အဓိကကတော့ကို လမ်းကိုတွေ့သွားပြီးဆိုတာဖြည်းဖြည်းမှန်မှန်လေးနဲ့အာကိုလေ့လာရမယ်ဟာလေ့လာဒါမှမဟုတ်လို့ရှိရင်လည်းကိုစီပါရေးလုပ်နေတဲ့သူတွေဆိုလို့ရှိရင်လည်းကိုသွားနေတဲ့လမ်းကြောင့်ကိုကစီ invest ထားလေးနည်းနည်းလေးချင်းစီပဲရင်းနှီးမြှုပ်နှံနိုင်တယ်ဆိုနည်းနည်းချင်းစီလေးတွေပဲရင်းနှီးမြှုပ်နှံပြီးသွားလို့ရှိရင် ဆက်သွားပေါ့နော် မကွာတကယ်လို့ဝန်တန်းဖြစ်နေရဘာလို့ရမလဲမသိဘူးဖြစ်နေရဆိုလို့ရှိရင်လည်းပြန်စဉ်းစားကြည့်ကြည့်ပေါ့နော်ငါကအခုဝန်တန်းဖြစ်နေဟုတ်တယ်ဒီလစာနဲ့ငါဘာတွေလုပ်ရမလဲသူများတွေကဘယ်လိုမျိုးတွေဖြစ်နေလဲဆိုသူတို့ရဲ့ဘဝကိုပြန်ကြည့်ကြည့်ကိုယ့်ထက်ပိုကောင်းတဲ့ငွေချင်းတွေလည်းရှိမှာပဲအဲ့လိုပဲကိုယ့်ထက်နှိမ့်တဲ့ငွေချင်းတွေလည်းရှိမှာပဲအဲ့ဆိုရင်ကိုယ့်ထက်မြင့်တဲ့ငွေချင်းတွေကသူတို့မှာဘယ်လိုအကြောင်းအရာတွေကြောင့်ကိုယ့်ထက်မြင့်နေရလဲဥပမာသူတို့မိဘတွေချမ်းသာလို့ကိုယ့်ထက်မြင့်နေရလဲဖြစ်နိုင်တယ် ဲ့လိုကိုကအဲ့လောက်ချမ်းသာတယ်မိဘမရှိဘူးဆိုလို့ရှိရင်အာဒါက तू ကငါငါမလုံးနိုင်လို့ तू ကငါထက်မြင့်နေရမဟုတ်ဘူးပေါ့နော် तू မိဘတွေကချမ်းသာတယ်အတွက်ကြောင့်မလို့ဒါကတော့မတူတဲ့အရာလေးနှစ်ခုပဲဆိုပြီးနှိုင်းရှင်ရမှာမျိုးမဟုတ်ဘဲနဲ့ကိုကိုကို realize ဖြစ်ရမယ်ပုံစံမျိုးပေါ့နော်အဲ့လိုလေးတွေနဲ့လက်ခံသွားမယ်ဆိုလို့ရှိရင်ကိုဖြစ်ချင်တဲ့ဟာကိုလုံးချင်တဲ့ကိုပန်းနိုင်ကရောက်ကိုရောက်မှသိချာတယ်ပေါ့နော်အဲ့တော့じゃတော့ ဟို feeling lost ဖြစ်မနေဘဲနဲ့ကိုယ့်ဘာသာကိုနည်းနည်းလေး slow down လုပ်ပြီးတော့လုပ်ဆရာရှိတဲ့ဟာလေးတွေအပေါ်မှာပဲကိုကိုကိုပဲ focus လုပ်ရင်းနဲ့ဖြည်းဖြည်းချင်းလှုပ်သွားတဲ့နယ်လို့တော့ byte 3လေးတွေကိုပြောချင်ပါတယ်